ကဘာတဝန်းဖြစ်ပျက်နေတဲ့အဖြစ်အပျက်များစွာကိုဒဝဲဝက်ပရိသတ်တွေတိရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီတပတ်နိုင်ငံတကာရေးရာမှာတော့မတ်လ၈ရက်နေ့ကနေမတ်လ၁၄ရက်နေ့အထိတပတ်တာအတွင်းအဖြစ်အပျက်ချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအကြောင်းအရာတွေကိုဒဝဲဝက်ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ် မြောက်ကိုရီးယားနိုင်ငံကမတ်လ10ရက်နေ့မှာပက်ထိန်ဒုံးကျည်တော်တော်များများကိုပင်လယ်ထဲပစ်လွတ်ခဲ့တယ်လို့တောင်ကိုရီးယားဘက်ကပြောကြားလိုက်ပါတယ်။တောင်ကိုရီးယားနဲ့အမေရိကန်တပ်ဖွဲ့တွေနှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်တဲ့နေ့မှာပဲမြောက်ကိုရီးယားကဒုံးကျည်တွေစမ်းသပ်ပစ်လွတ်ခဲ့တာပါ။မြောက်ကိုရီးယားကဒီနှစ်အတွင်းဒုံးကျည်စမ်းသပ်တာ9ချိန်အထိရှိနေပြီလို့ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကပူးရဲစည်ရေးလေးကျင့်မှုလုပ်နေတဲ့အချိန်မြောက်ပိုင်းကမြို့ရဲကိုဘုံမှားကျဲမိလို့စည်ရေးလေးကျင့်မှုတွေကို ရန်နာထားရကနေမတ်လ10ရက်နေ့မှာပြန်စတင်ခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားကတော့ဒီလိုစည်ရေးလေးကျင့်မှုကိုကျူးကျော်ရန်စမှုဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ ပါကစ္စတန်နိုင်ငံဘလူးချီစတန်ပြည်နယ်ထဲကယထာတစီမလ17ရက်နေ့ကအကြမ်းဖက်ပြန်ပြီးဆွဲခံရပြီးတိုက်ခိုက်ခံရပါတယ်။တိုက်ခိုက်ခံရမှုကြောင့်ယထာမောင်းသူ အပါအဝင်90ကျော်သေဆုံးခဲ့ရပါတယ်။ရထားတိုက်ခိုက်ခံရခြင်းကလှိုင်ကောင်းတဲ့ဖြစ်နေလို့ပြိမိနေတဲ့ခရီးသည်300နီးပါးကိုကယ်တင်နိုင်ခဲ့တယ်လို့ပါကစ္စတန် လုံခြုံရေးတာဝန်ရှိသူတွေကပြောပါတယ်။ဘလူးချီစတန်လွတ်မြောက်ရေးတပ်ဖွဲ့ BLA ကတော့သူတို့တိုက်ခိုက်တာဖြစ်တယ်လို့ကြေညာထားပါတယ်။ နောက်ထပ်တစက္ကန့်များစွာကိုဖမ်းဆီးထားတယ်လို့ကြေညာထားပြီးဖမ်းဆီးထားသူတွေကပါကစ္စတန်လုံခြုံရေးနဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ဖော်ပြပါတယ်။ခရီးသည်440လောက်လိုက်ပါလာတဲ့ယထာဟာဘုံခွဲတိုက်ခိုက်ခံရပြီးလက်နက်ကင်တွေရဲ့ပြစ်ခတ်တိုက်ခိုက်မှုကိုခံရတာဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်းယိုဒရီကိုဒူတာဒေးကိုနိုင်ငံတကာယာစုခုံရုံး ICC ကဖမ်းဆီးလိုက်ပြီးနယ်သာလန်နိုင်ငံတဟိတ်မြို့မှာထိန်းသိမ်းထားတယ်လို့မတ်လ12ရက်နေ့ကထုတ်ပြန်ပါတယ်။မူရည်စေးတိုက်ဖြတ်ရေးမှာအေးအေးယူဆောင်ရွက်ခဲ့တာတွေက လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝမှုဖြစ်တယ်လို့ ICC ကစွပ်စွဲပြီးဖမ်းဝရမ်းထုတ်ဖမ်းဆီးခဲ့တာပါ ဟောင်ကောင်ကနေဖိလစ်ပိုင်ကိုပြန်လာတဲ့ဒူတာတေးကိုမနီလာလေးစိတ်မှာဖိလစ်ပိုင်အာဏာပိုင်တွေကမတ်လ17ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်ဒူတာတေးကယုံတင်စစ်ဆေးပြီးအပြစ်ရှိကြောင်းဆုံးဖြတ်ခံရရင်ထောင်တန်းတသက်တကြုံအထိအမြင့်ဆုံးပြစ်ဒဏ်ကိုရင်ဆိုင်ရပွဲရှိနေပါတယ် 2025ခုနှစ်ဘန်ဒာနှစ်ရဲ့ပထမ9လထဲအစိုးရအသုံးစရလူငွေပြမှုဒေါ်လာ1.3တလေးခွန် trillion အထိစမ်းချိန်တင်မြင့်တက်ခဲ့တယ်လို့ American ဘန်ဒာရေးဌာနကမတ်လ12ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ Donald Trump သမ္မတတာဝန်ယူအပြီးတစ်လအတွင်းဒေါ်လာ300ခွန်ဘီလီယံလူငွေပြမှုလဲပေါင်းဝင်နေတာပါ။ မေရိကန်မှာဘန်ဒာနှင့်စတင်တဲ့2024အောက်တိုဘာလကနေ2025ဖေဖော်ဝါရီလထဲလူငွေပြမှုဟာစံချိန်တင်ကျော်သွားခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ရခင်စံချိန်ကကိုဗစ်ကာလဖြစ်တဲ့2020အောက်တိုဘာကနေ2021ဖေဖော်ဝါရီလဘန်ဒာနှစ်ကဒေါ်လာ1.34ထရီလီယံဖြစ်ပါတယ်။ဘန်ဒာရေးစစ်ဆေးရေးကော်မတီအဖွဲ့ကတော့ အခုဘန်ဒါနှစ်အတွင်းအစိုးရသုံးနေတဲ့အသုံးစရိတ်ကတနည်းကို8ဘီလီယံလောက်ရှိတယ်လို့ထောက်ပြနေပါတယ်ဂျပန်နိုင်ငံကနိုင်ငံခြားကိုဆန်တင်ပို့မှု2030ခုနှစ်မတိုင်ခင်မှာ ရှစ်ဆတိုးနိုင်အောင်ကြိုးစားသွားမယ်လို့ပြောကြားလိုက်ပါတယ်ပြည်တွင်းမှာဆန်လိုအပ်ချက်ရှိပေမဲ့နိုင်ငံခြားတင်ပို့မှုတိုးနိုင်အောင်စူးစမ်းသွားမယ်လို့ဆိုတာပါ ဂျပန်နိုင်ငံမှာလွန်ခဲ့တဲ့အနှစ်60အတွင်းခောက်ဆွဲနယ်ပေါင်းမှုစတဲ့အစားအစာတွေကိုပြောင်းလဲစားသုံးလာကြတဲ့အတွေ့ထမင်းစားသုံးမှုထက်ဝက်ကျော်လောက်ကျဆင်းသွားခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်နိုင်ငံသားကိုစံတင်ပို့မှုတိုးမြှင့်နိုင်ဖို့နဲ့လေယာစိုက်ပျိုးရေးလုပ်ငန်းတွေပုံမှုထိရောက်အောင်လုပ်မယ်။ရေရှည်စီမံကိန်းကိုချမှတ်ထားတာဖြစ်ပါတယ်။2030ခုနှစ်မှာတော့စံတန်ချိန်3သိန်းခွဲတင်ပို့နိုင်ဖို့ရည်ရွယ်ထားတယ်လို့လေယာစိုက်ပျိုးရေးဘက်ကပြောပါတယ်။ ဥရောပတမကကနေဝိုင်းရှမ်ပိန်နဲ့တခြားအရက်တွေတင်သွင်းမှုကို အခွန်200ခိုင်နှုန်းတိုးကောက်ခံမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကဆိုပါတယ်အမေရိကန်ဝီစကီ တင်သွင်းမှုကို ဥရောပသမဂ္ဂနိုင်ငံတွေက အခွန်90ရာခိုင်နှုန်းကောက်ခံတာဟာအတော်ဆိုးရွားတယ်လို့ပြောဆိုခဲ့တာပါ EU ရဲ့အခွန်အောက်ဌာနတာဝန်ရှိသူတွေဟာအမေရိကန်ကို စီးပွားရေးအရအသာစီးရဖို့လှုံ့ဆော်နေတယ်လို့သမ္မတကပြောပါတယ် နှစ်ဖက်နိုင်ငံတွေတော့အခွန်တွေတိုးကောက်နေပြီးကုန်သွယ်စစ်အတွက်လှုပ်ဆော်နေကြတာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရက်ကတော့အလူမီနီယံတမဏိနဲ့ကားတင်သွင်းတဲ့အချိန်အခွန်တိုးကောက်မှာကို ပြန်ပြင်ဆင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။အီတလီနိုင်ငံတောင်ပိုင်းမှာမြင်းကလင်းဇက်တိုက်လှုပ်ခတ်ခဲ့ရာအဆောက်အဦတွေလှုပ်ပြီးလျှက်စစ်တအားပြတ်တောက်ခဲ့လို့ဒေသခံတွေက လမ်းမတွေပေါ်ထွက်လာခဲ့ကြပါတယ် မလ73ရက်နေ့ကပြင်အား၄.၄အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာပါနောက်ပိုင်းငလျင်ငယ်တွေဇက်တိုက်အဆက်မပြတ်လှုပ်ခတ်ခဲ့လို့ဒေသခံတွေအကြားစိုးရိမ်မှုတွေပိုမြင့်လာခဲ့တာဖြစ်ပါတယ်နေပယ်လ်မြို့နယ်အနီးအနားမြို့တွေမှာဒေသခံတွေကငလျင်ကြောက်လမ်းမတွေပေါ်မှာပဲတညတာကုံဆုံးခဲ့ကြရပြီးလူသေဆုံးမှုမရှိဘူးလို့သိရပါတယ် တိရိလင်ကနိုင်ငံကတင်ကြားရေးဆေးရုံမှာအမျိုးသမီးဆရာဝန်တအူးလိမ့်ပိုင်းဆိုင်ရာ စော်ကားခံရမှုကြောင့်ဆက်ကျင်ကက်ွက်တဲ့အနေနဲ့အစိုးရဆရာဝန်တွေကနေမလ12ရက်နေ့ကတရက်တာတပိတ်မှောက်ခဲ့ကြပါတယ်။အမျိုးသမီးဆရာဝန်တအူးတာဝန်ချိန်မှာလိမ့်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ဆိုတဲ့သတင်းကြားတော့တနိုင်ငံလုံးထိတ်လန့်ရပြီးစိတ်မကောင်းဖြစ်ရတယ်လို့ဆရာဝန်များအသင်းကဆိုပါတယ်။ ဆေးရုံဝင်းထဲမှာပဲသူ့ရဲ့ဆေးဘက်ဆိုင်ရာတာဝန်တွေထမ်းဆောင်နေခြင်းမလ10ရက်နေ့ကဖြစ်ပွားခဲ့တာပါတပိတ်မောက်နေခြင်းအရေးပေါ်လူနာတွေအတွေ့စောက်ရှောက်မှုတေချာရရှိစေဖို့လိုအပ်တဲ့စီမံမှုတွေကို ဆောင်ရွက်ထားခဲ့တယ်လို့ဆရာဝန်များအသင်းဘက်ကဆိုပါတယ်နောက်အပါမှာလဲနိုင်ငံတကာရေးရာအစည်းအဝေးကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာ